finally dream team ကဆိုင်လို့ခေါ်တယ်ဒါအီသီယိုးပီးယားနိုင်ငံရဲ့အရှိအစဆုံး coffee ဆိုင်တဲ့သူတကယ်အီသီယိုးပီးယားရိုးရအစ်စ်ပေါ့နော်အီသီယိုးပီးယားမတရားကလေကပတ်မပက်လို့ဆိုမှအမရဲဖန်းကန်ထီတာဒေါ်လာ20ထွက်သွားတယ်ဒီလားဆိုင်30ချီဝါကြီးကဒီဟာအရင်စိတ်ဝင်စားတယ် ထာနူအက်ဘစ်အဘဘာမြို့တော်ပေါ့နော်ဒီနေ့ကမိုးအောင်နေရတိလားအခုကနေ့လေတနိုင်ထိုးပေါ့နော်အပြင်သွားမင်းကော်ဖီတောက်မယ်အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော်အလောက်ကိုခန်းဆားမယ်ပေါ့နော်ဆိုတော့ okay let's start the show နေနေဘဘာရှောက်ကြည့်မယ်ပေါ့နော်အက်ဘစ်အဘဘာမြို့ကဘယ်လိုပုံစံလဲဆိုတော့လေအချိန်ရတရမရပါအချိန်ရလို့ရ6နိုင်7နိုင်လောက်အချိန်ရတည်ရတိလားဆိုတော့အခုကမသွားခင်မှာနေ့လေစားစားလိုက်အောင် နေ့လည်စာစင်စာလိုက်အောင်မယ်ပြီးမှသွားမယ်ပေါ့နော်ဒီဟိုတယ်မှာကျတော့သူကမနေ့စာနေ့လည်စာညစာပါတယ်ပေါ့နော်မဆိုအချိန်ကလေ၃ချိန်လုံးကြိုက်နေတယ်ပေါ့တိလားမနေ့စိုးရောက်တော့လေညဆိုလို့ရှိရင်ဘူဖေးဆိုင်မှပြန်ရမယ်ပေါ့နော်ဒါပေမဲ့လေစင်စာကြည့်တော့တိလားအရန်တန်နေခံစားရတယ်တိလားဘယ်တော့ပေးရလဲဆိုလို့ရှိရင်950ပေးရတယ်တန်တယ်ပေါ့နော်ဆိုတော့ဒါတန်တယ်လို့ထင်တယ်ဒီအာဖရိကမှာဆိုလို့ရှိရင်ဒါအရန်တန်သွားပြီပေါ့နော်ပုံမှန်တော့မှ350 400ပြေးမလို့ဒီတိုင်းနိုင်ငံချင်းကက်နေတဲ့ဟာတော့မှလေး ဆိုဒီဟာအတန်နဲ့တိလားကြိုက်တယ်ကြိုက်တယ်သဘောကျတယ်အခုကဒီမှာနင်းလေစာတိုင်းပေါ့နော်အာဒီနေ့ကအီသီယိုးပီးယားရိုးရမကြည့်ဒီဟာလေးဒီကအလိပ်ပါတိလားအဲ့ဒါစားချင်နေတာပတိဖြစ်သွားအဲ့ဒါလေးစားကြည့်ချင်တာတိလားအီသီယိုးပီးယား traditional throw စီမနေ့တိုင်းစားတဲ့ဟာအဲ့ဒါဒီအလိပ်လေးလေးအင်းစီလေးလေးကြားနေ တော့ Ethiopia မှာဒီလိုမျိုးအလိမ့်နဲ့အသီးရွက်တွေနဲ့စားရတယ်ပေါ့နော်အသားတွေနဲ့စားရဆိုသိရတယ်ဆိုတော့အဲ့ဒါကို try ကြည့်မယ်။ဘာလဲတော့မသိဘူး။ First time trying Ethiopian food ။ဒီအလိမ့်ကိုအရင်စိတ်ဝင်စားရသေးလားတခါမှအဲ့ဒါကိုမမြင်ဘူးဒီမှာကြည့်သိလား။ဒီဟာကိုအရင်စိတ်ဝင်စားတယ်။အဲ့ဒါနဲ့သူတို့ကဒီမှာသူတို့စားတဲ့အနည်းရှိတယ်။အဲ့ဒါနဲ့အသားတွေနဲ့တီးရွတ်တွေနဲ့စားရဲပေါ့နော်အဲ့လိုမျိုး So let's try အနည်းနဲ့စားရရတယ်တိလာနမကြီး ညတာဟိုဟာကြည့်လားချင်းတယ်ချင်းမှာချင်းဆက်ရတာပါတယ်ဒီအလိတ်ထဲမှာတော့မချင်းဆက်ရတာပါပြီကြာကြည့်လားချင်းတယ်ချင်းတယ်မုံနဲ့အလိတ်လေမုံနဲ့အလိတ်ကိုအချင်ရတာလောကချင်တယ်တကယ်ကိုချင်တယ်အဲ့ဒါကြီးကအမေမဆောက်စားကြည့်တယ်မလို့လားသူတို့ရိုးရဆော်လေးနော် အချိန်ဖောက်တဲ့ရက်သာအဲ့ဒါပြောပြချင်တာအတာစစ်တာအပောင်းကြီးရဲ့အငွေ့ကြိုင်တွေအရင်ကောင်းတယ်အဲ့ဒါ Arabic နယ်လေးလားသူတို့အရသာအချစ်တဲ့ပုံစံပေါ့နော်ဒီဘီယံခုချနိုင်ငံတနင်္ဂနွေမသိလားအာဖရိကနဲ့နည်းနည်းကွဲတယ်လူကနည်းနည်းကွဲသေးရဲ့သူတေးရှေ့အာဖရိကနိုင်ငံတွေနဲ့သူကကွဲသေးရဲ့ပြီးမှရှင်းပြမယ် ော်ရအောင်ပါဒါအရင်ရှင်းတယ်စဉ်းစားကြည့်ကြည့်လားဟိုလိုမျိုးလေးပါလေညီမတို့မေ့ဝါခဏလေးဆင်းရဲတယ်အဲ့ဘာလဲမြန်မာမှာရှိတယ်ကွာဒီကအဲ့ဒါဇက်ဖြာမှာမေ့နေမဟုတ်လေခေါမဟုတ်ပါဘူးအဲ့လိုမျိုးခေါမလိုမျိုးလေမဟုတ်လေကိုသူကအချင်းရပါခဲ့ထားတာအဲ့လိုမျိုးဖြစ်နေတာအချင်းအချင်းလောကအချင်း စာဝါဖြစ်တယ်အဲ့ဒါရှင်ရပြောရှင်ရဒီမှာလေဘူပေးကအရန်စုံလို့ကြာမစားနိုင်ကိတ်မုတ်တွေလည်းအများကြီးရှိရအသီးတွေကိတ်တွေလည်းအများကြီးပဲမစားနိုင်ဘူးတန်ရည်ဒီလားတော်တော်တန်ရည်နော်ဆိုလို့ရှိရင်အီသီယိုးပီးယားကိုလေ cancel လုပ်စီလို့ရှိရင်အဲ့လိုအချိန်ကြီးခွာပြီးတော့မှ book လို့ရတယ်ကွာတိလားမှိုက်တယ်အဲ့ experience ကိုကြိုက်တယ်မှိုက်တယ်နောက်ဆုံး23နိုင်လောက်လောက်ထားလိုက်23 20နိုင်လောက်မှိုက်တယ် ဒါကိုလေဘာလို့ခေါ်လဲဆိုလို့ရှိရင် Ejira လို့ခေါ်တယ်သူကတကယ်ကိုအီသီယိုးပီးယားနိုင်ငံရဲ့ဒီမှာ staple food ပေါ့နော်ဒီမှာပဲစိုက်ရဲပါလေ Teff လို့ခေါ်တယ်ဒီမျိုး grey ကနေလုတ်ထားတဲ့ပေါင်မုတ်အပြာလိုမျိုးပေါ့နော် spongy ဖြစ်တယ်သူကနည်းနည်းပွတ်ပွတ်လေးပွတ်စေးထက်တာလားဘာလားမသိဘူးသူကဒီအီသီယိုးပီးယားရဲ့ Eritrea ရဲ့အဲ့နိုင်ငံတစ်ခုမှာအဓိကစားကြတဲ့ staple food ပေါ့နော်ပြီးတော့ဒီ တက်ဆိုတဲ့ဟာဒီအီသီယိုပီးယားဟိုက်လင်းတွေမှာဒါကိုစိုက်တယ်လို့ပြောရတယ်ကွာဒီလာဒီဒီဟာကိုလေဒီအပြားကိုသူကဒါဟင်းနဲ့စားရတယ်ပေါ့နော်ဥကားလီလိုပုံစံမျိုးဥကားလီရိုရှီမာရိုပုံစံမျိုးကိုသူကဒီမှာကြတော့ဒီအီဂျီရာဆိုတဲ့ဟာကိုဒီမှာစားကြတယ်ပေါ့နော်နောက်ထပ် experience ခုပေါ်လာကြတော့အဲ့လိုမျိုးဖြစ်သွားတယ်အီဂျီရာတဲ့အခုဒီကဲခောက်လိုက်တာဒီမှာဆိုလို့ရှိရင်လည်းသူတို့ပေးထားတဲ့ကိတ်တွေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့မစားတော့ဘူးအပြင်ပြင်မှာမစားနိုင်မှာဆိုလို့ပေါ့နော်ဆိုတော့သွားတော့မယ် ဒီမှာလည်းအစုံပါပဲတကယ်တော့โอเคအခုကတော့သွားပြီပေါ့နော်ချိန်နောက်ကျမှဆိုအခုကနှစ်မိုင်တော့ဖိုးသွားပြီဒီမှာခဏနေလိုက်တာလေစားလိုက်တာနှစ်မိုင်ဖိုးသွားပြီဆိုတော့နည်းနည်းဆက်ဆက်သွားမယ်ပေါ့အခုကဒီမှာအဲ့ဒီအဘာဘာမှာမိုးရွာနေတယ်ဟာအရင်အေးရအရင်အေးရဆိုတော့ဒီကဒီဥပယနိုင်ငံအဲ့ဒီအဘာဘာမြို့ရဲ့တိုးစပြီပေါ့နော်အခုကတော့ကိုပီဆိုင်ရင်သွားမယ် ကပင်းတောက်မယ်အဲ့ဒါအရေးကြီးရတယ်เนาะဆိုတော့မိုးတော့နည်းနည်းရွာနေခုနမိုးအုံနေတာကိုခုကျတော့မိုးရွာသွားပြီဒီမှာပို့ပေးတဲ့ဦးလေးဒါအီသီယိုးပီးယန်ဦးလေး Thank you. ဆောဒီမှာဒီဒါက Addis Ababa မြို့ရဲ့မြင်ကွင်းစမြင်ရပြီပေါ့နော်ဒီနေ့အများကြီးပြပေးမယ်ဒီလားမိုးရွာတော့တိတ်မမြင်ရအောင်ဒါကြီးဒါဆိုတော်တော်လေးဟိုမှာတူးတက်နေပြီဒီလားဟာသူတို့စီကဘတ်ကားတွေလည်းကောင်းနေကြတယ်မှာကြီး က်စပါရီဘက်စပါတော့ကောင်းတယ်အာဖရိကမှာအဲ့လိုတွေမတွေ့ဘူးကြည့်လားတော်တော်ကောင်းတယ်ဒီမှာကြည့်လိုက်ဘက်စကာတွေပုံမှန်ဆိုအာဖရိကမှာအဲ့လိုဘက်စကာကြည့်ပြီးဆိုတာရှာတယ်နော်အာမိုးကတားသေးတာပဲကြည့်လားမိုးကတော့ရှောက်ကိုသေးနေတာသေးကြည့်သေးကြည့်လို့မသိရင်ရံပြုတ်တယ်မိုးရဒီရှင်းနေတယ်လို့ပြင်နေတယ်ကြည့်လားတော်တော်မိုးသေးနေကိုပီဆိုင်ကြီးတော့ခိုင်းလိုက်ဒီလိုအချားစိတ်ဝင်စားတော့သွားဖို့อ่ะမိုးရင်သေးနေတယ် Like uh, no, Chinese and Burmese are very different. We speak our own language. Chinese, they speak their own language. Very different, yes. <laughs> from Sudan, from Nigeria, from oh, Somalia. Somalia, that's why, that's why. Syria. Mm, that's why. Even from Nigeria. Nigeria? Oh. Nigeria, around the place where it's Boko Haram controlled. တင်းနေပေါ်တော့ထလိုက်ဆက်ထလိုက်ပြီးရတယ်ဒီမှာနဲ့သူရဲ့ချင်းသားတွေအများကြီးပဲအရန်တွတ်တယ်နော်အီသီယိုပီးယားကတိလားအခုလေသွားခဲ့တဲ့မှာတွတ်တက်ဆုံးလို့ခံစားရတယ် first expression ပြောပါဆိုလို့ရှိရင်အီသီယိုပီးယားကတွတ်တက်ဆုံးပဲဆိုတော့အခုသွားခဲ့တဲ့အာဖရိကနိုင်ငံတွေထဲမှာ ဒီအီသီယိုးပီးယားကအတိုးတက်ဆုံးပဲအီသီယိုးပီးယားနိုင်ငံရဲ့အက်ဒီစ်အဘာဘာမြို့တော်ကကမ္ဘာပေါ်မှာဆိုလို့ရှိရင်စရုပ်ထားမြောက်အမြင့်ဆုံးမြို့တော်ဖြစ်တယ်။နှစ်ဘက်တင်းနဲ့တုံးရကြတော့ဒီတောင်အမေရိကတိုက်ကမြို့တော်တွေပေါ့နော်။ဒီမျိုးဘိုလီးဗီးယားနိုင်ငံရဲ့လာပက်စ်တိုပြီးတော့အီကွေဒေါ်ကခွီတိုတို့ပြီးတော့မှကိုလံဘီယားကဒီလိုမျိုးဘိုဂိုတာတို့ပေါ့နော်ပြီးတော့ရှိရနံပါတ်၄ကဒီအက်ဒီစ်အဘာဘာမျိုးဖြစ်တယ်နံပါတ်၅ကျတော့ဘူတန်နိုင်ငံရဲ့တင်ဖူးမျိုးကနံပါတ်၅လိုက်တယ်ဆိုတော့ဒါကလောကပေါ်မှာမြစ်ပေ၈၀၀၀နီးပါးမှရှိတယ်မျိုးဖြစ်တယ်ဒီမျိုးကလေ အသီးယိုးပီးယားနိုင်ငံကအထူးခြားတဲ့အချက်တွေအများရှိတယ်ပြီးတော့အာဖရိကမှာဆိုလို့ရှိရင်သူကကိုလိုနီမဖြစ်ခဲ့ဘူးတဲ့နိုင်ငံဖြစ်တယ်ဆိုတော့သူ့မှာလည်းကိုပိုင်ဗိုင်းရပ်စ်ကားရှိတယ်ကိုပိုင်အရေးသားရှိတယ်သူ့ရဲ့ကိုပိုင်ကိုပိုင်အယ်ဖာဘက်ရှိတယ်ပေါ့နော်ကိုပိုင်အရေးသားရှိတယ်ပြီးတော့မှသူကဘာပေါ်မှာဆိုလို့ရှိရင်ကြောက်ခက်အစောဆုံးအစောဆုံးကြောက်ဖြစ်ရုပ်ကျင်တွေ့ရတဲ့မြို့လည်းဖြစ်တယ်ပြီးတော့ coffee site မှာတွေ့ရှိတဲ့နိုင်ငံလည်းဖြစ်တယ်ဒီကုမထူးခြားတဲ့နိုင်ငံလို့ပြောလို့ရတယ်ဒီအီသီယိုးပီးယားနိုင်ငံကလေဒါပေမဲ့လေဆင်းရဲတဲ့အပိုင်းရှိလိမ့်မယ် အာဖရိကဆိုတဲ့ထုံးစံအတိုင်းကတော့အကောင်းဆုံးအမြဲတော်တွဲနေတယ်ဒါပေမဲ့ဒီအီသီယိုးပီးယားနိုင်ငံရဲ့မြို့တော်ကပုံပြီးမှခင့်မြင်ရလို့ပြောပြချင်တာပေါ့နော်စင်းရဲတဲ့ bit channel လည်းရှိကိုရှိလိမ့်မယ်ဒါတော့သူကဟိုခင့်မြင်တဲ့ပိုင်းခေါ်လာလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာသဘောကျတာကတိလားလမ်းတော့ရှောင်းလမ်းကိုကြည့်လိုက်တိလားလုတ်ပေးထားတာအဲ့ဒါကိုသဘောကျတယ်ဒါကတော့အီသီယိုးပီးယားနိုင်ငံရဲ့ tallest BD ဖြစ်ပါတယ်တဲ့အရှိဆုံးတိုက်ပေါ့နော်တော်တော်လေးကိုလည်းတော်တော်လေးလေးရှိတယ် ဒီဇိုင်းလည်းဆန်းတယ်ဒါတကယ်ကိုမှခက်မိတယ်မြို့ပြတစ်ခုရဲ့အဆောင်ရောင်လေးပေါ့နော်ဒီလိုမျိုးအဆောင်တွေကကြတော့လူတွေအရင်ကတော့တကယ်ကိုမှခက်မိရယ်နော်ဒါဆိုလို့ရှိရင်တောင်ပေါ်နဲ့နဲ့တက်ပြီပေါ့နော်လူတွေကဒီလာလမ်းလဲရှောက်ကြတယ်ဒီမှာဆိုလို့ရှိရင်အစ်စီးပဲသွားနေကြတာသူကလူသွားရှောက်လမ်းရှိတာဟုတ်ဟုတ်လား ိတ်ကိုမှလူသွားရှောင်းလန်းလုပ်ပေးထားတာစပယ်စီလန်းလေးရှိတယ်ဒီလားစပယ်စီလန်းလေးရှိတယ်ဘာကြည့်လိုက်

ဆိုင်ကိုရောက်နေရပေါ့နော် the oldest coffee house ကိုရောက်နေရဆိုတော့ okay let's go အဆိုင်ကိုအရင်လာချင်တယ်အခုရောက်ပြီဒီလားခေါ်ရမယ်ဒီလားတူမူကာဆိုတဲ့ဆိုင်လို့တူမူကာဆိုင်လို့ခေါ်တယ်ဒါအီသီယိုးပီးယားနိုင်ငံရဲ့ရှေ့အကျဆုံး coffee ဆိုင်တဲ့ဒါ historic BD ထဲမှာပါတယ်တဲ့ဆိုတော့ okay let's go thank you oh finally ရောက်ပြီ so အခုကဒီဆိုင်ရောက်ပြီပေါ့နော်ကော်ဖီနဲ့အရင်မွေးရည်တိလား ဆိုတော့အရင်လာချင်းနဲ့ဆိုင်တဲ့ကိုရောက်ပြီးအခုကတော့မက်ကီယာတိုတောက်ဖို့မှာထားတယ်ပေါ့နော်ဟိုရှေးဒီဇိုင်းပေါ့နော်လာဒါဆိုလို့ရှိရင်အီသီယိုးပီးယားရိုးရဲ့ကော်ဖီပစ္စည်းတွေဒီလားတို့ကဒီမှာခုံမရှိဘူးဒီလားရက်တော့ရတာသူတို့ရိုးရပါတော့ ့ဥပမာရှေးဆန်တဲ့အဝိသက်ကိုရရတယ်လားစိုက်တဲ့သဘောကျတယ်ဒါရှီကေကော်ဖီပစ္စည်းတွေပေါ့နော်ကော်ဖီချိန်တဲ့ grinder ရှီကေကော်ဖီချိန်တဲ့ grinder မကြည့်လိုက်ဒီလားသူတို့ဆိုင်ရတာအီသီယိုပီးယားမှာလောကရှေးအကျဆုံးကော်ဖီဆိုင်ပဲဆိုင်ခွဲတွေလည်းအများရှိရယ်ကျွန်တော်ဆိုတော့ finally 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 is it အီသီယိုပီးယားမှာကော်ဖီတောက်ရပြီကွာ ်ကလေးအရင်တော့ကောင်းတယ်လိုက်ကုန်ရှင်းပြပေးဖိုင်နယ်လီဒရီးစ်ဒေဒီကမ်ထူဖိုင်နယ်လီဒရီးစ်ဒူကမ်ထူဘယ်လိုမှမတွေ့ဘူးဘယ်လိုမှမတွေ့ဘူးတောက်ကြအောင်ဒီကေကိုခေါ်တိုက်ချင်တယ်ဒီလားအန်ဒါလောက်ကလေရတာဆိုတာချက်လေး yeah. feeling ပါတိလား oh, oh, coffee ရဲ့မူလအစဖြစ်တဲ့ Ethiopia နိုင်ငံမှာ coffee တောက်ရတယ်ဆိုရင်ဒီနေရာအရင်ပိုက်လို့ပါကြည့်ရတယ်။ကျွန်တော် Ethiopia ကိုအရင်လာရှင်းတယ်။哦，map，哦，coffee map。Notbah ော့ကြည်ဂျာကရှေးခေတ်ကော်ဖီဖြိုရမှာတုံးတဲ့ခါတွေပေါ့နော်အီသီယိုးပီးယန်ကော်ဖီဆယ်ရီမိုနီမှာတုံးတဲ့ပစ္စည်းတွေပေါ့ဒါတို့ကကင်ညာမှာတောက်ခဲ့သေးရဲ့လေအဲ့လိုမျိုးလေးလေဂျာအီသီယိုးပီးယန်ကော်ဖီဆယ်ရီမိုနီမှာတုံးတဲ့ခါလေးတွေပေါ့ဆိုဒီမှာဆိုင်လိုက်မယ်နောက်ဆိုတော့ဒီဆိုင်မှာထိုင်တော့ရပြီ မ်မက်ကလည်းပြစ်လာပြီလားအေးဒီကလေးပီလင်းလို့ပြောပြလေးပြောပြလေးနော်အမှတော့တော့တော့ပြရတယ်ဒီဒီယိုပီယာကော်ဖီရဲ့ဘူလာအရင်ကဖြစ်တဲ့အင်းလေးတွေမှာတော့ရတဲ့ဖီလင်းဘာမှမမီဘူးလားဘူးနော်အဲ့ဒါကိုကြိုက်တာကွာသိလားနောက်ဆုံးတလစစ်ပဲဟုတ်တယ်ဒီစားအောင်ဒီစားအောင်မရှိရအောင်စားလို့ပေါ့လို့မှတော့နော် ရိုးကအရင်တက်ရှင်တယ်ဒါကမျိုးလက်ခံတက်တဲ့ပဲတိလားဒါဆိုတောင်ကိုပဲဖြစ်သွားပြီဒီမှာကြည့်လမ်းမှာလမ်းရှောင်လမ်းရှောက်တဲ့လမ်းလုတ်ပေးထားတာအရန်ကိုသဘောကျတယ်ဒီမှာကြည့်လိုက်သူတောင်ဆောင်ကနေအောက်ကိုဆင်းရတယ်ဗောနော်အဲ့လိုဖြစ်နေတာ The name of this area Yeah can be said Piazza 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 center of the city Oh city center Oh ဒါမျိုးလက်ခံတက်တဲ့တိလားဒီမှာကြည့်ဒါဆိုထိမ့်မတ် ကြောက်တိုင်ရှိတယ်အဓိကဟိုကပြောဘယ်လိုပြောမလဲမြို့တော်ခမ်းမလိုမျိုးလေးကွာတိလားလို့ထိမ့်မဲ့ဘတ်တူလာပန်းချန်ကကြောက်တိုင်ရှိတယ်လို့မျိုးဒီမှာလည်းကြောက်တိုင်ရှိတယ်အောင်ဝဲရကြောက်တိုင်ကောနော်လို့ပုံစံမျိုးဒါလောကမျိုးလေးခေါင်းတက်တဲ့ပဲတဲ့တကယ်တက်ရှင်နေနော်အမိုင်မတွေ့ဘူးဆိုမှကြည့်လိုက်အရန်လည်းခင်မိတယ်တော်တော်လေးကိုခင်မိလို့ထင်တယ်လမ်းလျှောက်လို့သူတွေရမ်းများတယ်ဆိုတော့ဘီဂတ်စ်မူဗီအော် remember the first world war So in this museum, yeah, it can be seen everything. Oh, oh, I can see everything. It is museum, right? Yeah, museum. Oh. One of the This is an old city. Oh, ဒါကြတော့ Ethiopia old city ပေါ့နော်ဒါရှီဟောင်းအပိုင်းဖြစ်သွားပြီတဲ့ဒါကြတော့မှန်ကြည့်ကြိုက်တာဒီလားလမ်းဘေးမှာရှောက်လမ်းရှိတာကိုကြိုက်တာ Yeah. This is a gold market. Oh, gold market. That's Sri Sindan. Oh, okay. Opal market. Ah. And crystal market. Oh. Jewelry market. That's Sri Sindan, di la. ရွှေတွေဒီမှာအရန်ဝတ်ကြရလို့ကြားဖူးတယ်။အီသီယိုးပီးယားနိုင်ငံသားတွေကရွှေအရန်ဝတ်တယ်လို့ကြားဖူးတယ်ပေါ့နော်။ဒီမှာရွှေဆိုင်တန်းရှိတယ်။ Oh you also oh cross you're Christian right? Yeah. We cross. Oh it's go. Real go. Oh 24 carat 24 carat ကို oh cross oh nice yeah ဒီဦးလေးတော်မှာဝတ်ထားရတယ်လားဒါကရှီဆိုင်တန်းကိုရောက်နေတယ်ရှီဆိုင်တန်းဘူတီဘက်ဆိုလည်းရမ်းမိုက်ရမှာကြည့်လိုက်ဟိုမှာတောင်မြင်နေရပြီဒီဘက်တည်းဆိုလည်းရှယ်ပဲကြည့်လားအိုးဒီဘက်ဝင်စင်လည်းမိုက်လိုက်တာအမလေးအစ်စုစံစိုက်နေပြန်ပြီဒုက္ခပဲဒီကဆိုလည်းရမ်းမိုက်တယ်နော် ေချင်းစပွဲလေးတည်လားမြို့ကလေမကြည့်မကြည့်ပြလားဒါဆိုလို့ရှိရင်တယောက်ပြင်းနေတူပဲတည်လားတယောက်ပြင်းမှာအဲ့လိုပုံစံမျိုးလေစီချွန်တော့ဘာလို့ဆိုအဲ့လိုပုံစံနဲ့အရင်တူတယ်ออฟอสคริสเตียนเชิร์ชออฟเอ่อกรีกัสดิสวัน this one oh this the older church that's all that that yes so phaya chang le ma ji lai it's the beginning of 18th century that oh, being 18th century yeah sa shi ga zu ma saung tha de ha de da christian church po no di ma orthodox ri mya de no uh di ma orthodox christian ri mya de တကယ်ခင်မြင်နော်မြို့ကလေ လမ်းဘေးမှာပုံဖော်ထားတဲ့ဟာတွေလာလိုက်တော့ကွဲမကြည့်ဒီလားပြောရလေသွားဆင်စရာနေချင်းစရာလေးဒီလားမထင်ရအောင်နော်ဒီ UP ရတယ်အာမီနီယန်ချာရှဒါဆိုလို့ရှိရင်လည်းအာမီနီယန်ချာရှတဲ့ဒါလည်းရှေးဟောင်းဒါလည်းရှေးရမ်းကြတယ်တဲ့ ကျဲတိလားဆက်ဘိန်းလဲစီးလို့ရတယ်ဒီမှာကြည့်လိုက်ထိုင်ခုံလို့ပေးထားတယ်ဟိုလေရှောက်တဲ့သူကစတိုင်ကျရတယ်တိလားအဲ့လိုမျိုးရှောက်ရတော့လေနော်အိုအီသီယိုပီးယားတကယ်ကိုလေတိုးတက်တဲ့မြို့လို့ပြောလို့ရတယ်အာဖရိကမှာဆိုလို့ရှိရင်လေတော်တော်လေးတိုးတက်တာဒါဆိုတောင်ကုန်းပဲပြောင်းရောက်သွားပြီပြောပြရမယ်တိလားအီသီယိုပီးယားမတရားကလေကပတ်မပက်လို့ဆိုမှအမရဲဖန်ကန်ထိတာအမကတာရယ်ပေါ့နောက်ပြီးတော့ဒေါ်လာနဲ့ဆယ်ပေးလိုက်ရတယ်အီသီယိုပီးယား ခပတ်ပတ်မှုမိသွားတယ်ပေါ့နော်ဆိုတော့စကားပြောရေးတန်းတန်းခပတ်ပတ်မှုမိသွားတော့ဒေါ်လာ20ထွက်သွားတယ်တိလားရဲမီကလန်တာလိုက်တယ်ဆိုတော့20ပေးလိုက်ရတယ်20ထွက်သွားတယ် the national museum or ethiopia ရဲ့ဟုတ်တယ်ဒီမဲ့လေအထဲဝင်ကြည့်ရတာလေပြင်းလို့တမိုင်းကြောင့်တော့တီးရမယ်တီးလားသူတို့ရဲ့ဒီပထမဆုံးကြောက်ဖြစ်ရုပ်ကျွင်းရှောက်ခွေတွေ့ရှိမှုတွေအဲ့ထဲမှာရှိတယ်လူစီလို့ခေါ်တဲ့ဒီလိုမျိုး fossil လေးတီးလားရှိတယ်ဒီလိုရှိတယ်အဲ့ဒါရှိတယ် နာရောဖရာကြောင့်တော့အော်တိုရောဖရာကြောင့်ဖီဆိုင်လေးများရတယ်လားဒီမှာလေဒါက Ethiopia traditional dress တိလားဒါက Addis Ababa University ရဲ့ makeup best တဲ့ဒါကြတော့လေအရင်ကရှီဟောင်းနဲ့ဒီမှာကြည့်လိုက်ရှီဟောင်းဆိုင်ဘုတ်မဟုတ်ဘူးဝါနဲ့ပဲ ဒါကတော့ Addis Ababa University ဝင်းထဲကိုရောက်နေတယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒီဝင်းထဲမှာ coffee la တောက်တာနောက်ထပ်ဆိုင်ဆိုင်ထက်လာတယ်ပေါ့နော် Addis Ababa University အကြောင်းဝင်းထဲရောက်နေတယ်ပေါ့နော် coffee ဆိုင်ထက်လာတောက်တယ် Ethiopian coffee ceremony ကြည့်လာအကြောင်းဝင်းကအရန်တာရရယ်နော်ဒီမှာအကြောင်းသူလေးတွေအကြောင်းတင်နေကြတယ်တက္ကသိုလ်အကြောင်းသူတွေပေါ့အရန်တာရရယ်ဒါဒီဥတုရတဲ့အေးတယ်၊တာရတဲ့အေးချမ်းတယ် a cool coffee ပါကြမယ်အောက်ကိုဆင်းရမထင်နဲ့အော်ပန်းလေးအများကြီးပဲစိုက်ထားဟာအခုကနောက်ဆိုင်ကိုထပ်ရောက်ပြီ University အကျောင်းဝင်းထဲဆိုင်ကိုလာတယ်ပေါ့နော် ါတော့နောက်ထပ်နေရာတစ်ခုဖြစ်တယ်ဒါ traditional Ethiopian coffee ceremony ကိုရောက်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကင်ညာမှာတော့လေဒီလိုမျိုးလောက်ခဲ့သေးရည်နော်ဆိုတော့အတူတူပဲဒီမှာဒါတော့ Ethiopia မှာဖြစ်သွားတာပေါ့ဒီလိုမျိုးလေတော်တကယ် Ethiopia ရိုးရအစ်စ်ပေါ့နော်အခုကတော့ဒီမှာ Ethiopian traditional coffee ceremony လုပ်တဲ့နေရာကိုရောက်နေတယ်ပေါ့နော်။ကင်ညာမှာတော့မြင်ခဲ့တဲ့ပုံစံအတိုင်းပဲ။ ဟာသူကဒီမှာဒီမှာတခါတည်းလော်တယ်တခါတည်းအနက်ပေးရှူတယ်ပြီးတော့ဒီလိုခွန်းနဲ့တောက်ရတယ်ပေါ့လို့ဆိုတော့ဒီမှာအဲ့ဒါကိုဒီမှာထိုက်ပြီးမှ try မယ်ပေါ့ဒါတော့တကယ် Ethiopian ဆစ်ဆစ်ဖြစ်သွားတယ်ပေါ့နော်။မကြည့်လိုက်။ဒီမှာအနက်လည်းပေးရှူတယ်တိလား။ဒီလိုမျိုးအနက်ရှူရတယ်ဒီမှာ။ ဒီမှာစားတော့လေတို့ကလေ coffee နဲ့ပေါက်ပေါက်ဆုံးတွေကိုစားရတာတို့ရဲ့ tradition တွေကလေ coffee ရဲ့ပေါက်ပေါက်ဆုံးတွေကိုတခါတည်းစားရတယ်ပေါ့နော်။အိုးအနက်တိကဒီလိုအနက်နဲ့တိလားအနက်တခါတည်းတို့အနက်ရှူပြီးတော့တောက်ရတယ်ပေါ့နော်။တို့တို့ရိုးရ style ပေါ့ဒါကတော့ hibasha style လို့ခေါ်တယ်။ hibasha coffee style ပေါ့နော်ဒါကတော့ yes finally ethiopian coffee ကို ethiopian မှာတောက်ရပြီ။နောက်ဆုံးတော့ဒီမှာတို့ရဲ့ hibasha style coffee မှာတောက်ရပြီ။ oh Slowly, slowly, take it. <laughs> sorry, sorry. It's so hot. Make some sugar. Yeah, no sugar. More incense. Yes, yes. I'm going to show you coffee. I'm going to show you coffee. I'm going to show you coffee. ပပီတောလာအင်္ဂလိပ်ရှင်လာမပေါ့ဆုတ်စားလိုက်အငွေအငွေရှိဘူးကော်ဖီတောက်ပပဆက်စားမှာဆောဒီနေ့ကတော့ကော်ဖီတိုးဖြစ်သွားတယ်ပေါ့နော်ဒါတော့အီသီယိုးပီးယားနိုင်ငံမှာကော်ဖီတိုးဖြစ်သွားတယ်ပေါ့နော်သူတို့ရဲ့ traditional coffee ရောပြီးတော့ oldest coffee shop ရောလည်းခဲ့တယ်ပေါ့နော်ဆိုတော့ ဒါတော့ that's all တကယ်ရိုးရဆစစိတ်ကိုတောက်ရတာပါတော့အရင်ခါတယ်တော့ဒီတော့ dark coffee ပေါ့နော်တကယ်ခါတယ်တော့ဒီမှာလုံးနဲ့တိတ်မတောက်ကြဘူးလားသူက solution နဲ့ကလေဒီတိုင်းအခါတောက်တယ်ဒါတော့နောက်ထပ်မျိုးလေခေါင်တစ်ခုမှ coffee လာတောက်တယ်ပေါ့နော်ညလည်းခံစစ်တယ်ပဲဒါလည်းကော်ဖီလာတောက်တယ်ဆိုင်သုံးဆိုင်ရှိသွားကြီးကဆိုင်ပတ်ထိုင်နေတယ်အသားလေ coffee ရဲ့ tea ရဲ့ကိုရောထားတယ်နှမျိုးဆက် coffee ဖြစ်လာဒါသူတို့စီမှာအတောင်များတဲ့ဟာပေါ့နော်အမမီရောက်ထင်တာအဲ့ဒါကိုတောင်းနေတယ် Ryan stop ဖြစ်တယ်တော်လေးစောပစ်တယ်။ဒီကနေ့မှဒီကော်ဖီအပေါ်မှာတဝက်ပါတယ်။ချီရအောင်မှာတဝက်ပါတယ်။တော်လေးစောပစ်တယ်။ ဲဒီမှာ all the way ပေါ့ဒီနေရာလေးဆိုလို့ရှိရင်လည်းအရန်ဖော့ဖြိုးတယ်ဒီမှာ apartment တွေရှိတယ်ပေါ့နော်ဆုံးတော့ဟိုတယ်ပြန်ရောက်လာပြီဆိုတော့ပြီးွားပြီပေါ့နော် Addis Ababa City တို့ပြီးွားပြီ coffee လိုက်တော့လာပြီးွားပြီနောက်ဆုံးတော့ပြန်ရောက်ပြီ